အခုဆိုရင်ယူကရိန်းအနေနဲ့ရုရှားပိုင်နယ်ထက်ကိုတိုက်ခိုက်ဖို့တရံဝင်ခွင့်ပြုချက်ရရှိသွားပါပြီ။တိမ့်ပိုက်ခံရတဲ့ယူကရိန်းနယ်မြေတွေမဟုတ်တော့ဘဲရုရှားရဲ့တကယ့်ပိုင်နယ်ထက်ကိုပါတိုက်ခိုက်နိုင်ပါပြီ။ဒါကပူတင်အတွက်အခြေအနေအားလုံးကိုပြောင်းလဲပစ်လိုက်တာပါပဲ။မေလ26ရက်နေ့မှာဂျာမနီရဲ့ဝင်ကြီးချုပ်တစ်ကသတင်းတောက်တွေရှိမှတကဘာလုံးကိုရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။တိုက်ခိုက်နိုင်တဲ့အကွာဝေးကန့်သတ်ချက်တွေမရှိတော့ပါဘူးတဲ့။အမေရိကန်ပြည်ထောင်ပြင်းတဲ့ဂျာမနီတို့ဟာယူကရိန်းကိုထိန်းချုပ်ထားတာကိုရပ်တန့်လိုက်ပါပြီ။ ဆိုလိုတာကရုရှားရဲ့ latest scan တွေလက်နက်တူလောင်ယုံတွေနဲ့ကိုကေးစင်တာတွေအရင်ကမထီမတွနိုင်ဘူးလို့ယူဆခဲ့တဲ့နေရာတွေဟာအခုဆိုရင်တိုက်ခိုက်ခံရဖို့တင့်လျော်တဲ့ပြတ်မှတ်တွေဖြစ်လာပါပြီ Kremlin ရုရှားသမ္မတရုံးကရောဘလို့လဲသူတို့ထိတ်လန့်နေကြပါပြီဒါဆိုယူကရိန်းအနေနဲ့ရုရှားမြေပေါ်မှာဗေလက်နက်တွေကိုထုတ်သုံးနိုင်ပြီလေဒါကစစ်ပွဲကိုဘလို့ပုံမပြင်းထန်စေနိုင်မလဲဒါမှမဟုတ်ဘလို့အဆုံးဖြတ်ပေးနိုင်မလဲအသေးစိတ်လေ့လာကြည့်ရအောင်ပါဒီသတင်းကအံ့အားသင့်စရာဖြစ်နိုင်ပါတယ် ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကဗြိတိန်နဲ့အမေရိကန်တို့ဟာယူကရိန်းရဲ့သူတို့ရဲ့တာဝန်ပြစ်ဒုံးကျည်တွေကိုရုရှားပြစ်မှတ်တွေပေါ်တိုက်ခိုက်ဖို့ခွင့်ပြုခဲ့တာမှတ်မိအောင်ပဲထင်ပါတယ်။ဗြိတိန်က Storm Shadow ဒုံးကျည်တွေကိုတုံးခွင့်ပြုခဲ့ပြီးအမေရိကန်က ATACMS ဒုံးကျည်တွေကိုရုရှားပေါ်တိုက်ခိုက်ဖို့ခွင့်ပြုခဲ့ပါတယ်။အဓိကကွာခြားချက်ကတော့ယူကရိန်းကိုနိုဝင်ဘာလတုန်းကတိုက်ခိုက်ခွင့်ပြုခဲ့တဲ့ပြစ်မှတ်တွေရဲ့သတ်မှတ်ပုံပဲ။ဟုတ်ပါတယ်။ရုရှားစကန်တွေကိုအနောက်နိုင်ငံထုတ်ဒုံးကျည်တွေနဲ့တိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီ Russia scan တွေကယူကရိန်းသိမ်းပိုက်ခံနေမြေထဲမှာဖြစ်ရမယ်။ဒါမှမဟုတ်ပူတင်ကယူကရိန်းကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့နယ်စပ်ဒေသတွေမှာပဲဖြစ်ရမယ်။ဆိုလိုတာကယူကရိန်းဟာရုရှားနိုင်ငံထဲမှာနက်ဆိုင်နဲ့စစ်အခြေစိုက်စခန်းတစ်ခုဥပမာယူကရိန်းကိုချက်ချင်းချိန်ချောက်မှုမရှိတဲ့စစ်စခန်းမျိုးကို Storm Shadow နဲ့တိုက်ခိုက်လို့မရပါဘူး။အခုတော့ရသွားပါပြီ။ပူတင်ကတော့ခေါင်းကြီးပြီးထိတ်လန့်နေပါပြီ။ Kremlin ရဲ့သတင်းတုံ့ပြန်မှုကနေဒီအချက်ကိုသိရပါဗျ။ရုရှားကဒီကိစ္စကိုပော့ပော့တန်တန်သဘောထားဖို့ကြိုးစားမဲ့အစား ယူကရိန်းရဲ့နောက်နိုင်ငံမဟာမိတ်တွေရဲ့ဆုံးဖြတ်ချက်ဟာအန္တရာယ်ရှိတယ်လို့ပြောဆိုခဲ့ပြီးယူကရိန်းနဲ့ရုရှားငြိမ်းချမ်းရေးရအောင်ကြိုးစားနေတဲ့မဟာမိတ်တွေရဲ့ကြိုးပမ်းမှုတွေကိုထိခိုက်စေတယ်လို့ဆိုပါတယ်။ဒီဆုံးဖြတ်ချက်တွေတကယ်ချခဲ့မယ်ဆိုရင်နိုင်ငံရေးအရာအဖြေရှာလို့တဲ့ကျွန်တော်တို့ရဲ့ဆန္ဒနဲ့လုံးဝကိုစန့်ကျင်နေပါတယ်လို့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ဖ်ကရုရှားရဲ့တုံ့ပြန်မှုကိုဖော်ပြခဲ့ပါတယ်။ဒါကခရမလင်ရဲ့သွေဝိုက်တဲ့ချိန်ချောင်းမှုနှစ်ခုပါပဲ။ရုရှားကငြိမ်းချမ်းရေးဆွေးနွေးပွဲကနေနှုတ်ထွက်မယ်လို့ချိန်ချောင်းနေပုံရပြီး ယူကရိန်းရဲ့နောက်နိုင်ငံလို့တာဝေးပြစ်ဒုံးကျည်တွေသုံးဆွဲနိုင်တဲ့စွမ်းရည်အစ်စ်ကိုအသာစီးရဖို့ကြံစီနေတာပါပူဆိုတာကတော့ Pascal ကရုရှားအနေနဲ့ယူကရိန်းစစ်ပွဲကိုတုံ့ပြန်တဲ့အနေနဲ့ပုံမပြင်းထန်အောင်လှုပ်ဆောင်ရလိမ့်မယ်လို့အရေးအမွက်ပြောနေတာပါပဲတကယ်တမ်းတော့နောက်နိုင်ငံရဲ့ဆုံးဖြတ်ချက်ဟာအံ့ဩစရာမဖြစ်သင့်ပါဘူးရုရှားကယူကရိန်းကိုမောင်းသူမဲ့လေရင်တွေနဲ့အကြီးဆုံးတိုက်ခိုက်မှုတွေစတင်ခဲ့ပြီးနောက်ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါမေလ26ရက်နေ့မှာ Guardian သတင်းစာကရုရှားဟာယူကရိန်းကို၃ရက်ဆက်တိုက်မောင်းသူမဲ့လေရင်တွေနဲ့တိုက်ခိုက်ခဲ့ပြီး အနည်းဆုံးလူ6ဦးသေဆုံးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။မေလ26ရက်နေ့ညကအဆိုးဆုံးဖြစ်ပြီးရုရှားကအီရန်ကနေရရှိတဲ့ Shahed drone 355စီးနဲ့ cruise ဒုံးကြီး၉စင်းကိုယူကရိန်းစီပစ်လွှတ်ခဲ့ပါတယ်။ယူကရိန်းလီဒါပြောရေးဆိုခွင့်ရှိသူ Yuri Ignat ကဒါဟာပူတင်2022ခုနှစ်ဖေဖော်ဝါရီမှာကျူးကျော်စစ်စတင်ခဲ့ပြီးနောက်ပိုင်းရုရှားကယူကရိန်းကိုအကြီးဆုံးမောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ American သမ္မတ Donald Trump ကပူတင်ရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။တခုခုဖြစ်သွားပြီး သူလုံးဝယူသွားပြီလို့ Trump ကသူ့ရဲ့ True Social Platform မှာအော်ဟစ်ခဲ့ပါတယ်။ကျွန်တော်အမြဲပြောခဲ့တယ်။သူကယူကရိန်းတစ်ခုလုံးကိုလိုချင်တာတစိ့တစ်ပိုင်းကိုမဟုတ်ဘူး။ဒါမှန်ကန်ကြောင်းတတ်သိပြတာလည်းဖြစ်နိုင်တယ်။ဒါပေမဲ့သူသာဒီလိုလုပ်ရင်ရုရှားရဲ့ကြာဆုံးခြင်းစီဥတီသွားလိမ့်မယ်။ဒီ post ကယူကရိန်းသမ္မတ Volodymyr Zelensky အတွက် American ရဲ့ထောက်ပံ့မှုပိုရနိုင်တယ်ဆိုတဲ့ရှုထောင့်ကနေအားပေးစရာဖြစ်နိုင်ပေမဲ့ Trump က Zelensky ကိုလည်းသူ့ရဲ့ဝေဖန်မှုကနေချမှတ်ထားခဲ့ပါဘူး။ယူကရိန်းကောင်းဆောင်က သူပြောတဲ့ပုံစံကြောင့်သူ့နိုင်ငံအတွက်ဘာမှကောင်းကျိုးမပေးဘူး။သူ့ပါဇက်ကနေထွက်လာသမျှအရာအလုံးကပြဿနာတွေပဲဖန်တီးနေတယ်။ကျွန်တော်မကြိုက်ဘူး။ရက်တင်ပြီလို့ပြောဆိုခဲ့ပါတယ်။ Kremlin ကတော့ Trump ရဲ့ပြောဆိုချက်တွေကိုတွယ်ဝိုက်လောင်ပြောင်ခဲ့ပါတယ်။ Trump ရဲ့စကားတွေဟာစိတ်ခံစားချက်လွန်ကဲမှုကြောင့်ဖြစ်တယ်လို့ဆိုပြီးပူတင်ဟာသူ့ရဲ့ရည်ရွယ်ချက်အတွက် Trump ကိုဆက်လက်ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့အရေးမွက်ပြောခဲ့ပါတယ်။ပြင်သစ်သမ္မတ Emmanuel Macron ကတော့ကွဲပြားတဲ့ချင်းကပ်မှုကိုလုပ်ခဲ့ပါတယ်။ Trump ဟာ ပူတင်ကသူ့ကိုလှည့်စားနေတယ်ဆိုတာအခုနားလည်သွားပြီလို့သူယုံကြည်ကြောင်းပြောပြီးထရမ့်ရဲ့လူမှုမီဒီယာပေါ်ကဒေါသတွေဟာလှုပ်ဆောင်မှုအဖြစ်ပြောင်းလဲလာပြီလို့မှတ်ချက်ချခဲ့ပါတယ်။ဒါကအမှန်တကယ်ပဲဖြစ်ပျက်ခဲ့ပုံရပါတယ်။အမေရိကန်ဟာတခြားသုံးနိုင်ငံနဲ့တူယူကရိန်းကိုပေးအပ်ထားတဲ့တာဝဲပစ်ဒုံးကြီးတွေဘလို့အသုံးပြုရမယ်ဆိုတဲ့ကန့်သတ်ချက်တွေကိုဖယ်ရှားလိုက်ပါပြီ။ဒါကစစ်ပွဲကိုအချိန်မြင့်တင်တာလား။ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရုရှားကတနင်္လာနေ့မှာသူ့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအချိန်မြင့်တင်နေပြီဆိုတာပြသခဲ့ပြီးသားပါ။ ဒါကြောင့်နိုင်ငံလေးခုရဲ့ဆုံးဖြတ်ချက်ဟာပူတင်ရဲ့ရန်လိုမှုကိုတုံ့ပြန်တဲ့သဘောထားဖြစ်ပါတယ်။ဂျာမနီရဲ့မှတ်ချက်တွေစီကိုပြန်သွားရအောင်ပါ။ဂျာမနီဝန်ကြီးချုပ်မတ်စ်ကတော့သူ့နိုင်ငံရဲ့ဆုံးဖြတ်ချက်အတွက်စင်ကြေပေးခဲ့ပါတယ်။ယူကရိန်းကိုသူ့မဟာမိတ်တွေကတားမြစ်ထားတာရပ်တန့်လိုက်မှသာကိုယ့်ကိုယ်ကိုကောင်းကောင်းကာဝယ်နိုင်မယ့်အနေအထားကိုရောက်ရှိနိုင်မယ်လို့သူကပြောပါတယ်။ဒါကယူကရိန်းကိုသူ့နယ်စပ်တွေကျော်လွန်ပြီးစစ်ရေးပြစ်မှတ်တွေတိုက်ခိုက်နိုင်တဲ့လက်နက်တွေတပ်ဆင်ပေးတာပါလို့မတ်စ်ကပြောပါတယ်။ ဂျာမနီဝန်ကြီးချုပ်ကယူကရိန်းဟာသူ့ရဲ့ဒုံးကျည်တွေကိုရုရှားနဲ့မတူဘဲအများကြီးကွဲပြားသွားအသုံးပြုလိမ့်မယ်လို့လည်းထောက်ပြခဲ့ပါတယ်။ကျူးကျော်သူရုရှားနဲ့ယူကရိန်းရဲ့စည်ရေးကောင်းဆောင်မှုတွေကြားမှာဆုံးဖြတ်ချက်ချတဲ့ကွာခြားချက်ကတော့ယူကရိန်းကစည်ရေးပစ်မှတ်တွေကိုအဓိကထားပြီးရုရှားကတော့အရက်သားတွေကိုပဲပစ်မှတ်ထားတာပါလို့သူကပြောပါတယ်။ဒါဟာတော်တော်လေးအတိတ်ပဲတက်ရောက်မှုကျယ်ပြန့်တဲ့စကားပါ။အဲ့ဒီအချက်မှာပဲအနောက်နိုင်ငံကယူကရိန်းပေါ်သူတို့ရဲ့ကန့်သတ်ချက်တွေကိုနောက်ဆုံးမှဖယ်ရှားလိုက်ရတဲ့အဓိကအကြောင်းရင်းရှိပါတယ်။ ငြိမ်းချမ်းရေးလိုချင်ဟန်ဆောင်နေတဲ့ရုရှားကောင်းဆောင်တို့ရဲ့လက်ချက်ကြောင့်ယူကရိန်းရဲ့သားတွေအများကြီးသေဆုံးနေရလို့ပါပဲဒီဒုံးကြီးတွေနဲ့ဆိုရင်ယူကရိန်းဟာပူတင်ကသူ့နိုင်ငံသားတွေကိုတတ်ဖို့အသုံးပြုနေတဲ့လက်နက်တွေထုတ်လုပ်တူလောင်နဲ့ရုရှားရဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုတိုက်ခိုက်နိုင်ပါပြီပူတင်ရဲ့စစ်ပွဲအရှိန်မြင့်တင်မှုကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုနှေးကွေးစေလိမ့်မယ်ဆိုတဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးဂျာမနီဝန်ကြီးချုပ်မတ်စ်ကဒီလိုပဲပြောခဲ့ပါတယ်ပြီးခဲ့တဲ့၃ဘတ်တာကာလပြီးမှာ ဘသူမှကျွန်တော်တို့ကိုတန်တမာရေးနီလန်အားလုံးကိုအသုံးမပြုခဲ့ဘူးလို့ဆွတ်ဆွဲနိုင်မှာမဟုတ်ပါဘူး။ဗာတီကန်မှာတွေ့ဆုံမှုကမ်းလှမ်းတာတော့ခွင့်ပြုချက်မရဘူးဆိုရင်တော့ဒီစစ်ပွဲဟာအားလုံးဆန္ဒရှိတာဒါမှမဟုတ်စိတ်ကူးထားတာထက်ပိုကြာလိမ့်မယ်ဆိုတာတော့ကျွန်တော်တို့ပြင်ဆင်ထားရပါမယ်လို့မတ်စကပြောခဲ့ပါတယ်။တနည်းအားဖြင့်နောက်နိုင်ငံကပူတင်ဟာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာယူကရိန်းကိုဆက်လက်တိုက်ခိုက်ဖို့အတွက်အချိန်ဆွဲနေတယ်ဆိုတာအခုသိကြသွားပါပြီ။အခုတော့ရုရှားကောင်းဆောင်ဟာဒါရီရဲ့အကျိုးဆက်ကိုတိလာရတော့မှာပါ။ယူကရိန်းကအလံဖြူထောင်ဖို့မကြိုးစားပါဘူး။ အဲ့ဒီအစားရုရှားကိုတကယ်နာကျင်အောင်တိုက်ခိုက်နိုင်တဲ့အနေအထားကိုရောက်ရှိနေပါပြီအခုမေကွန်းကတော့ယူရှင်းပါတယ်ယူကရိန်းအနေနဲ့ရုရှားပိုင်နယ်ထဲကပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အနောက်နိုင်ငံကနေဘယ်လက်နက်တွေရထားလဲအဖြေကိုပေးရရင်ဂျာမနီဘက်ကနေဆိုရင်တော့အခုချိန်ထိရှင်းရှင်းလင်းလင်းမရှိသေးပါဘူးဂျာမနီအနေနဲ့ဘလောက်ပဲအော်ဟစ်ပြောဆိုနေပါစေဂျာမနီကသူတို့ရဲ့အစွမ်းထက် Torax ဒုံးကြီးတွေကိုယူကရိန်းကိုပေးမှလားဆိုတာကတော့ရှင်းရှင်းလင်းလင်းမပြောခဲ့ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးဂျာမနီအတွက်ဘာမှတိတ်မပြောင်းလဲသေးပုံရပါတယ် သူ့ရဲ့ဝန်ကြီးချုပ်ဟောင်း Olaf Scholz က Taurus ကိုယူကရိန်းကိုပေးဖို့ညှင်းဆန်ခဲ့ပြီးဒါကစစ်ပွဲကိုပိုပြီးအရှိန်မြင့်တင်လိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။လက်ရှိဝန်ကြီးချုပ် Mars ကတော့သူရာရူရရင်အဲ့ဒီဒုံးကျည်တွေကိုပေးမယ်လို့ပြောခဲ့ပေမဲ့ဂျာမနီဝန်ကြီးချုပ်ဖြစ်လာပြီးနောက်မှာတော့သူ့ရဲ့ပြောဆိုဟန်ကပိုပြီးတတိထားလာတာတွေ့ရပါတယ်။သူ့မှာသူ့အကြောင်းပြချက်တွေရှိတယ်လို့သူကဆိုပါတယ်။ပူတင်ကဂျာမန်စကားကိုကောင်းကောင်းပြောတတ်တာကြောင့် mask ကလူသိရှင်ကြားပြောဆိုတဲ့မိသိစကလုံးကိုမဆိုဂယုတစိုက်စဉ်းစားရမယ်လို့ mask ကမှတ်ချက်ချပါတယ် ရုရှားကောင်းဆောင်ကိုအရန်ကြီးအချက်လက်တွေမပေးမိဘူးပါပဲ။တနည်းအားဖြင့်ပူတင်တဲ့သူလူတွေဟာ TV interview ကြည့်ုံနဲ့ Ukraine ဘာတွေလုံနိုင်လဲဆိုတာသိသွားစေချင်တာမဟုတ်ပါဘူး။ဒီပြောဆိုချက်တွေကိုနက်နက်နဲနဲလေ့လာကြည့်မယ်ဆိုရင် Germany ဟာ Torax ကို Ukraine ကိုပေးဖို့နှီးစက်နေပြီလို့ဆိုလိုတာပါ။သူတို့အခုထိဘသူကိုမှမပြောသေးတာပဲရှိပါသေးတယ်။ဒါဆို Torax တုံးကြီး Ukraine ကိုရောက်လာရင် Ukraine ကကန့်သက်ချက်မရှိဘဲတုံးဆွဲနိုင်ပြီဆိုတဲ့အချိန်မှာဘာရီလုံနိုင်မလဲ။ Torax ဟာ1990ပြည့်နှစ်တွေမှာစတင်ဖန်တီးခဲ့ပြီး 2005ခုနှစ်မှာစတင်အသုံးပြုခဲ့တဲ့လေချောင်းမှပြစ်လွတ်နိုင်သော Crux တုံးကြီးတစ်မျိုးပါ။အဲဒီနောက်ပိုင်းမှာတော့ Moyin Torres KEPD 350, Torres KEPD 150နဲ့တခြားစစ်တပ်တွေအတွက်ပြင်ဆင်ထားတဲ့အမျိုးအစားတွေပါဝင်ဒုံးကြီးမျိုးစုံထွက်ပေါ်လာခဲ့ပါတယ်။ဂျာမနီကနေယူကရိန်းကိုပေးမဲ့ဒုံးကြီးဟာ Torres KEPD 350ဖြစ်နိုင်ပွင့်ရှိပါတယ်။ဒီဒုံးကြီးကပူတင်ကိုတော်တော်လေးကြောက်လန့်စေတာအမှန်ပါပဲ။ဂျာမနီရဲ့ဒီ Crux တုံးကြီးဟာပုံမှန်သဏ္ဍာန်တက်ရက်လှပပါပြီးရန်သူရေဒါတွေကနေဖမ်းပြီးဖို့ခတ်ခဲအောင် လေခွင်းအားပိုကောင်းအောင်ဒီဇိုင်းထုတ်ထားပါတယ်။အလျား16.8ပေရှိပြီးအလေးချိန်3200ပေါင်ကျော်ရှိပါတယ်။ဒါကရုရှားရဲ့ဒုံးကျည်တူလောင်ယုံတွေကိုကာဝယ်ထားတဲ့ခိုင်မာတဲ့အဆောက်အုံတွေကိုဖျက်ဆီးနိုင်မဲ့ကြီးမားတဲ့ပစ်ခတ်အားရှိတယ်ဆိုတာပြသနေတာပါ။ Torres ဒုံးကျည်မှာဂျာမနီရဲ့ Mephisto ထိုးပေါက်စစ်ကောင်းကိုတပ်ဆင်ထားပါတယ်။ဒါကကာဝယ်ထားတဲ့အဆောက်အုံတွေကိုဖောက်ထွင်းဝင်ရောက်ဖို့ဒီဇိုင်းထုတ်ထားတဲ့နှစ်ဆင့်ပေါက်ကွဲစစ်ကောင်းပါ။သဘောတရားကယိုရှင်းပါတယ် မက်ဖစ်စတိုရဲ့ပထမအဆင့်ကိုပရီချက်လို့လည်းခေါ်ပါတယ်။သူကပြစ်မှတ်ရဲ့တန်ချက်ကနဲ့ကွန်ကရစ်ခိုင်မာတဲ့အကာအကွယ်တွေကိုဖောက်ထွင်းပြီးအပေါက်ဖောက်ပေးပါတယ်။အဲ့ဒီပေါက်ကနေဒုတိယအဆင့်စွမ်းအင်မြင်ပေါက်ကွဲပစ္စည်းတွေကပြစ်မှတ်ထဲကိုဝင်ရောက်ဖို့လုံလောက်တဲ့နေရာလုတ်ကိုဖန်တီးပေးပါတယ်။ဒုတိယအဆင့်ကပြစ်မှတ်အတွင်းမှာပေါက်ကွဲပြီးအများဆုံးပျက်စီးမှုကိုသေချာစေပါတယ်။လက်တွေ့မှာတော့ဒါကယူကရိန်းကရုရှားရဲ့တင်ကားတွေကိုထိရောက်စွာဖျက်ဆီးရမှာအောင်မြင်စွာအသုံးပြုခဲ့တဲ့ Javelin ဒုံးကျည်တွေနဲ့လည်းဆင်တူပါတယ်။ဒါပေမဲ့ Mephisto က အဲ့ဒီထက်အများကြီးပိုပြီးထူကြပါတယ် Army Recognition ရဲ့အဆိုအရဒုံးကျည်ထိပ်ဖူးမှာအာယုံခံနိုင်စွမ်းနဲ့အလွှာရည်တွက်တဲ့ဤပညာတွေပါဝင်ပါတယ်ဒါက Mephisto အနေနဲ့ပောက်ကွဲဝုတင်တော်တဲ့နေရာကိုရောက်လာပြီလားဆိုတာကိုသိရှိနိုင်တာကိုဆိုလိုပါတယ်ဥပမာ Ukraine အနေနဲ့ Doras ကိုတုံးပြီးတုံးထက်လက်နက်တူလောင်ယုံတစ်ခုကိုတိုက်ခိုက်မယ်လို့ယူဆကြည့်အောင်ပါလက်နက်တွေကအောက်ဆုံးထပ်မှာရှိပြီးအပေါ်ဆုံးနှစ်ထပ်ကတော့စီမံခန့်ခွဲရေး area တွေပေါ့ Mephisto ရဲ့အလွှာရည်တွက်တဲ့ဤပညာနဲ့ဆိုရင် ပေါက်ကွဲခြင်းမပြုမီအောက်ဆုံးထက်ကလက်နက်တွေစီရောက်ဖို့အပေါ်ဆုံးနှစ်ထပ်ကိုဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာကိုသိပါရတယ်။ဒါကပူတင်အနေနဲ့ယူကရိန်းရဲ့အလိုချင်ဆုံးပြစ်မှတ်တွေကိုဟွက်ထားလို့မရဘူးဆိုတာကိုဆိုလိုပါရတယ်။ဘာလို့လဲဆိုတော့မက်ဖစ်စတိုကရုရှားကတားဆီးဖို့ကြိုးစားတဲ့အတားဆီးတွေကိုဖြတ်ကျော်ပြီးသူ့ပြစ်မှတ်ကိုဖြတ်စည်းပြစ်နိုင်လောက်အောင်စမတ်ကြလိုပါပဲ။ဒီလိုဖြတ်စည်းနိုင်သွမ်းကြီးမလာတော့တော်ရက်စ်တုံးကြီးကတာဝေးပြစ်ပြစ်မှတ်တွေကိုမြန်နှုံးမြင့်သွားမတိုက်နိုင်ဘူးဆိုရင်အများကြီးအတိတ်ပဲရှိမှာမဟုတ်ပါဘူး။တော်ရက်စ်မှာဒီပြဿနာနှစ်ခုစလုံးကိုဖြေရှင်းနိုင်ပါတယ်။ ဒီဒုံးကြီးကအတန်ရဲ့အချိန်ကြီးပါရွေးရှားနိုင်ပြီးအမြင့်ဆုံး match 0.90ရောက်ရှိနိုင်ပါတယ်။ရုရှားရဲ့လေကြောင်းကာဝေးရေးစနစ်တွေကိုလုံးဝကျော်ဖြတ်နိုင်လောက်အောင်မမြန်သေးပေမဲ့ယူကရိန်းက Taurus တိုက်ခိုက်မှုတွေကိုလေကြောင်းကာဝေးရေးစနစ်တွေကိုရှုပ်ထွေးအောင်ပို့တဲ့ drone အထုတွေနဲ့ပေါင်းဆက်အသုံးပြုမယ်ဆိုရင်တော့အလုပ်ဖြစ်နိုင်ချေများပါတယ်။အကွာဝေးအနေနဲ့ Taurus ဟာပြစ်မှတ်ကိုမရောက်ခင်မိုင်330အထိခရီးသွားနိုင်ပါတယ်။ဒါကယူကရိန်းရရှိထားတဲ့အနောက်နိုင်ငံထုတ်ဒုံးကြီးတွေထဲမှာအကွာဝေးအခြေစုံတွေကတခုဖြစ်ပြီး တိုက်ခိုက်မှုအခွင့်အလမ်းတွေပုံများလာကြပါတယ်ရုရှားဟာဂျမနီပညာကိုသုံးပြီးတော်ရက်စ်ကိုလမ်းကြောင်းလွှဲအောင်လုပ်လို့တော့မရပါဘူးဂျာမနီရဲ့ဒီတုံးကြီးက GPS နဲ့ Inertial Navigation System INS ကိုပေါင်းစပ်အသုံးပြုပြီးသူ့သွားရလမ်းကြောင်းကိုရှာဖွေပါတယ်မြေမျက်နှာပြင်ကိုကိုးကားတဲ့ Navigation System ကလည်း Taurus ကိုလေကြောင်းကာကွယ်ရေးစနစ်တွေနဲ့မတွေ့ဆုံနိုင်တဲ့လမ်းကြောင်းတစ်ခုကိုရောက်ရှိစေပါတယ်ဒါအပြင်ဒုံးကြီးကသူ့ရဲ့ Terminal Guidance Phase တဲကိုရောက်လာတဲ့အနီအောက်ရောင်ကြီးရှာဖွေစနစ် Infrared Seeker ကအလုပ်လုပ်ပြီး ဒုံးကြီးရဲ့ GPS ကိုဂျမ်မာနဲ့တားဖို့ဘလို့ကြိုးစားမှုမျိုးကိုမဆိုတွန်းဖယ်ပြီးတော့သူ့ပြစ်မှတ်ကိုဖောက်ထုတ်ပြီးတိုက်ခိုက်နိုင်စေပါတယ်အားလုံးခြုံပြောရရင် Torax ဟာအစွမ်းထက်တဲ့ဒုံးကြီးတစ်မျိုးဖြစ်ပြီးပူတင်ကိုတကယ်ကိုထိတ်လန့်စေပါတယ်။ဒါပေမဲ့ဂျာမနီကအဲ့ဒီဒုံးကြီးကိုအခုထိမပေးသေးရင်တော့ရုရှားရဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံတွေဟာလုံခြုံမှုမရှိတော့ပါဘူး။ American ပြည်ထိုင်တဲ့ပြင်သစ်တို့ကကန့်သက်ချက်တွေဖယ်ရှားလိုက်တာကြောင့်ရုရှားဟာ ADACMS နဲ့ Storm Shadow တွေကိုလည်းရင်ဆိုင်ရတော့မှာပါ။ American လို့ ADACMS ဟာတာတိုပစ်တိုက်ခိုက်ရေး ballistic ဒုံးကျည်ဖြစ်ပေမဲ့ယူကရိန်းကအသုံးပြုလို့ရတဲ့အခြေအနေမှာတော့ခိုင်မာတဲ့အကွာအဝေးရှိပါတယ်။အလျား73ပေရှိပြီး Torres ထက်ပိုကြီးပါတယ်။အမျိုးအစားပေါ်မူတည်ပြီးအလေးချိန်ပေါင်3800အထိရှိနိုင်ပါတယ်။မြန်နှုံးကလည်း match 3အထိရောက်နိုင်တာကြောင့်ရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်အများပြားကိုရှောင်ရှားနိုင်ပါတယ်။ GPS နဲ့ INS ကိုပေါင်းဆက်အသုံးပြုပြီးထိမ့်ချုပ်ထားပြီးအမြင့်ဆုံးအကွာအဝေး186ပိုင်းရှိပါတယ်။ဒါကြောင့်ဂျာမနီရဲ့ Torres လောက်တော့အဝေးကြီးခရီးမသွားနိုင်ပေမဲ့ပြတ်မှတ်ပေါ်ပောက်ကွဲအားပုံမူပြင်းထန်ပါတယ်။ Storm Shadow ပြင်သစ်အမည်ခေါ် Scup ကလည်းအန်ရယ်ရှိတာအတူတူပါပဲ။ဒီတုံးကြီးရဲ့ပုံကုံ version ကအမြင့်ဆုံးအကွာအဝေး155မိုင် ရှိပါတယ်။ဒါပေမဲ့ Ukraine ဟာအဲ့ဒီအကွာအဝေးရဲ့2ဆလောက်တွားနိုင်တဲ့ပြည်ရင်း version တွေကိုရရှိထားနိုင်ပါတယ်။ Storm Shadow ဟာသူ့ရဲ့အမြင့်ပေါ်မူတည်ပြီး match 0.95အထိမြန်နှုံးနဲ့တွားနိုင်ပြီး Torres လိုပဲတိုက်လေရင်ကနေပစ်လွတ်တဲ့ Cruise တုံးကြီးဖြစ်ပါတယ်။ Ukraine က Torres ကိုရရှိမယ်ဆိုရင်ရုရှားကိုပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တဲ့ဒုံးကျည်၃မျိုးကိုရရှိသွားမှာပါ။ ပို့ပြီးစိုးရင်ကြာကတော့ကန့်သက်ချက်တွေကိုရုတ်သိမ်းလိုက်တဲ့ဆုံးဖြတ်ချက်ကရုရှားကိုယူကရိန်းစစ်ပွဲမှာပါဝင်ပတ်သက်နေတဲ့ဒီလေးနိုင်ငံကိုစစ်ပွဲအတွင်းတိုက်ရိုက်ပါဝင်မှုအတွက်စွပ်စွဲလာနိုင်တယ်ဆိုတာပါပဲ။ဒီပြောဆိုချက်တွေကိုကြည့်ပြီးအရေးကြီးတဲ့အချက်တစ်ခုကိုထည့်သွင်းစဉ်းစားကြပါမယ်။ဒါကရုရှားရဲ့နျူကလ িয়ার မူဝါဒပါ။အမေရိကန်ကယူကရိန်းကိုသိမ်းပိုက်ခံယူကရိန်းနယ်မြေတွေကရုရှားပစ်မှတ်တွေကိုတိုက်ခိုက်ဖို့ ADACMS တွေကိုအသုံးပြုခွင့်ပေးခဲ့တဲ့ပထမဆုံးအချိန်မှာ ပူတင်ကရုရှားရဲ့နျူကလ িয়ার မူဝါဒအသစ်ကိုဥပဒေဖြစ်လက်မှတ်ရေးထိုးပြီးတုံ့ပြန်ခဲ့ပါတယ်။ရုရှားကပြင်ဆင်ခဲ့တဲ့ချက်တွေထဲမှာရုရှားအနေနဲ့ရုရှားဖက်ဒရေးရှင်းနယ်မြေနဲ့ဒါမှမဟုတ်နိုင်ငံရဲ့မဟာမိတ်များကိုတိုက်ခိုက်တဲ့ ballistic ဒုံးကျည်များပစ်လွတ်ခြင်းကိုနျူကလ িয়ার လက်နက်တွေနဲ့တုံ့ပြန်နိုင်တယ်ဆိုတဲ့အထိပ်ပဲပါဝင်ပါတယ်။ ADACMS က ballistic ဒုံးကျည်ပါဒီပြောဆိုကြရကြဆိုရင် Storm Shadow နဲ့ Doris ကိုပါအကျုံးဝင်ပါတယ်။ဒါပေမဲ့အားလုံးထဲမှာအစိုးရအင်းဆုံးကတော့ရုရှားရဲ့နျူကလ িয়ার မူဝါဒအသစ်ကသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုတိုက်ခိုက်လာတဲ့နိုင်ငံရော ရုရှားနယ်မြေကိုထိမှန်သိမယ်လက်နက်တွေကိုပံ့ပိုးပေးတဲ့ဗန်နိုင်ငံကိုမဆိုအသုံးပြနိုင်တယ်လို့ဆိုထားခြင်းပါပဲ။ဘာသာပြန်ရရင်ရုရှားရဲ့မူဝါဒက Torres နဲ့ ADACMS လို့ဒုံးကြီးတွေကိုရုရှားနယ်မြေမှာအသုံးပြမယ်ဆိုရင်ယူကရိန်းနဲ့သူ့ရဲ့မဟာမိတ်တွေပေါ်နျူကလ িয়ার စစ်ပွဲကိုအရှိန်မြှင့်တင်နိုင်တယ်လို့ဆိုထားတာပါ။ဒီလိုဖြစ်လာနိုင်တယ်လို့ပြောတာနဲ့တကယ်တမ်းအကောင့်ထဲပေါ်တာကလုံးဝကိုကွဲပြားတဲ့ကိစ္စနှစ်ခုပါ။ဒါကိုပူတင်သိပါတယ်။ American ပြည်ထိုင်တဲ့ပြင်သစ်တို့မှာနျူကလ িয়ার လက်နက်တွေရှိပြီး ရုရှားရဲ့မြည်သည့်နျူကလ িয়ার တိုက်ခိုက်မှုကိုမဆိုတုံ့ပြန်လိမ့်မယ်ဆိုတာပေါ့ဒါပေမဲ့အချိန်မြင့်တင်မှုချိန်ချောင်းမှုကပိုပြီးစိုးရိမ်စရာပါဒီနျူကလ িয়ার မူဝါဒအစ်စ်ကိုလက်မှတ်ရေးထိုးခဲ့တာကယူကရိန်းရဲ့မဟာမိတ်တွေကိုပူတင်ရဲ့ရန်သူကသူတို့ဒုံးကြီးတွေကိုသူ့နယ်မြေပေါ်မှာအသုံးပြုခွင့်ပေးတာကနေနောက်ဆုတ်သွားအောင်ချိန်ချောက်ဖို့ရည်ရွယ်ခဲ့တာပါအဲ့ဒီချိန်ချောက်မှုကလအနေငယ်ကြတော့အလုပ်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုတော့ဂျာမနီအမေရိကန်ပြည်ထိုင်တဲ့ပြင်သစ်တို့ဟာယူကရိန်းကိုရုရှားကိုတာဝန်ပြဒုံးကြီးတွေနဲ့တိုက်ခိုက်ခွင့်ပေးခြင်းရဲ့အကျိုးကျေးဇူးတွေက စွန့်စားရမှုတွေထက်အများကြီးပိုများတယ်လို့ဆုံးဖြတ်ခဲ့ကြပါပြီ။ဒီဆုံးဖြတ်ချက်ကယူကရိန်းစစ်ပွဲရဲ့ဥတီယာတစ်ခုလုံးကိုပြောင်းလဲပြင်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။